ဇနီးသားသမီးဆွေအားလုံး2025ခုနှစ်6လပိုင်း6လပိုင်း16ရက်ကနေ23ရက်နေ့အထိတပတ်စာကညီမခေါ်ကြပြီးမှဖြစ်ပါတယ်။ຫນွယ်ဟုတ်ဟုတ်တယ်လို့လူပဲတဲ့။အမေဟုတ်ကိုဟုတ်တာဟုတ်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 နဲ့နေတယ်။ဆိုတော့တောင်းပြီဇနီးဒီကံကောင်းအောင်ဟုတ်လားကံကောင်းကျင်လေတဲ့ဒီတပတ်။ကဲကံကောင်းပါစေဗျာ။စနေသားသမီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ရင်ထဲမှာ မိမိတို့အနေနဲ့ဒီအဖက်တာတော့ဒီမှာဆိုလို့ရှိရင်တော့မဖြစ်ပေါ်လာရသေးတော့အနာခတ်နဲ့ပတ်သက်ပြီးတော့တွေးပူနေတာမျိုးဖြစ်မလာသေးတော့ကိစ္စတွေကိုလေထန့်ပန်းစီပြီးတော့အပူလွန်နေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်အတိတ်ကိုလည်းမသွားနဲ့ အနာဂတ်ကိုလည်းမတွင်းနဲ့ပြစ်စုံပံကိုသာတက်တဲ့ရှုပါခင်ဗျာနော်ဒါဆိုလို့ရှိရင်စနီတာသမီးမိတ်ဆွေတွေဟာအရာရာလက်ရှိကာလရှိနေတဲ့ကာလအတော်တွင်းမှာအစီအမီအောင်ကြိုးစားဆွမ်းဆောင်တာဟာမိတ်ဆွေတို့အတွက်အကောင်းဆုံးသောနိလန်ဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ယင်ထဲမှာဖြစ်မလာသည်သောကိစ္စဖြစ်မဖြစ်လာသည်တဲ့ကိစ္စတွေကိုစိုးရိမ်စိတ်အပူပန်စိတ်တွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုတတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလအပိုင်းစားဖြစ်တယ်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့မိမိရဲ့အလုပ်တူလုပ်ငန်းတူတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စီ မကောင်းတဲ့အတိုက်ခိုက်တဲ့အတတ်ပညာလေးတွေဆုံးနေမကောင်းတာလေးတွေနဲ့ပတ်သက်ပြီးပြူစားတိုက်ခိုက်တတ်တဲ့အတွက်သတိထားဆင်ခြင်ပြရလိုအပ်ပါတယ်ခင်ဗျာဒါလေးကိုတော့ဆရာထပ်မှမှရမယ်เนาะအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါလေးကိုသတိထားပါမိမိတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ရင်ဘာမှစိုးရိမ်စရာညံ့စရာတော့မရှိဘူးဒါပေမဲ့အရင်ပြားနဲ့ပတ်သက်တာမျိုးလေးတွေအသွေးသားနဲ့ပတ်သက်တာလေးတွေမှာတော့နည်းနည်းလေးအကြာတိကူးပြောင်းလေးကြောင်ဖြစ်တတ်ပါတယ်ကျန်းသာကဘာမှစိုးဝါမရှိပါဘူးအစားအသောက်လေးတွေမှာသတိထားစားသုံးပြရလိုအပ်ပါတယ်ခင်ဗျာเนาะမိတ်ဆွေတို့ဒါအပြင် ဒီအဖတ်တာတော့တွင်မှာဆိုလို့ရှိရင်အငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဂျင်းသေးပေါ့မိမိမျောလင့်ထားသောရီမန်းထားသောငွေကြီးကိစ္စတွေအဆင်ပြေအောင်မြင်ပါလိမ့်မယ်ခင်ဗျာနော်။ဘာဖြစ်ဖြစ်ငွေကြီးကိစ္စအလုပ်ကိစ္စမှန်သမျှကိုတဦးတည်းတစ်ယောက်တည်းလှုပ်ဆောင်တာမျိုးလေးတွေဖြစ်စေလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုတဦးတည်းတစ်ယောက်တည်းပြောဆိုလှုပ်ဆောင်တာမျိုးအမိခံပြောဆိုလှုပ်ဆောင်တာမျိုးကအာသာကောင်းမှုပြီးတော့တိုးတက်ကံကောင်းစီတော့ကာလာအပတ်တာအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာ။အလုပ်ကံ အလုတ်ကိုင်နဲ့ပတ်သက်လာရင်ယာထုတိုးတာမျိုးယာထုတက်တာမျိုးလေးတွေယာထုလုပ်ငန်းကိုင်ကနဲ့ပတ်သက်လဲအလှည့်ပြောင်းအပြောင်းလဲကြီးကြီးမားမားကြုံတွေ့ရမယ့်အပတ်တာကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာငဘောကပြန်ညက်နေသောမိတ်ဆွေများကံကောင်းလာတော့မယ်လို့ကျင်းတည်မှတ်လိုက်ပါကံရဲ့အလှည့်ပြောင်းကံကြမ္မာယထာကြီးကျင်းတည်ပေါင်းဆိုက်ရောက်လာမယ့်အပတ်တာဖြစ်ပါတယ်သို့တော့ကံကောင်းမှုအတွက်ဆိုရင်နည်းနည်းအညာကလေးတွေနည်းနည်းလေးဂျုံတလို့လို့ချိန်ပြီးတော့မှကံကောင်းလာတတ်တဲ့အတွက်ကြောင့်မလို့မုံတိုင်းမလာခင်လေးပြီးစတယ်လို့ပဲလေးပြီးလေးညင်းလေးကောင်းတာလေးလာဖို့အတွက်တော့သိုးသွားနဲ့ ပင်လေလိုင်းကြီးကိုကြော်ဖြတ်လာရမှာအသေးကြပဲဖြစ်တယ်အဲ့တော့ဆရာလည်းစာတွေဖွဲ့လိုက်တာဆိုဟုတ်လားကဲကံကောင်းလာတော့မယ်ဒါပေမဲ့အစမှာတော့နည်းနည်းလေးဘာလို့လှုပ်လှုပ်အစမှာနည်းနည်းလေးခက်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 ကြက်ကြက်တက်တက်စိတ်ပန်းလူပန်စိတ်မောလူမောလေးဖြတ်တန်းလာရတဲ့အလုပ်တွေကပို့ပြီးတော့အောင်မြင်တိုးတက်နိုင်နေဆိုတော့ကာလာဖြစ်ပါတယ် စက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးတယ်။စံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေခြေထုတ်ဆောင်ရလို့ဆောင်ပါ။စာချုပ်စာတမ်းကိစ္စညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်လို့အကျန်စီတွေတိုင်ပင်လေးတွေခြေထုတ်ဆောင်ရလို့ဆောင်ရတော်တော်အားသာကောင်းမှာပါတယ်။ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်။အဲတို့အပြင်ရှယ်ယာလုပ်ငန်းတွေအစုရှယ်ယာနဲ့ပတ်သက်တာတွေခြေထုတ်ဆောင်ရလို့ဆောင်ပါ။ဘာလို့ဖြစ်ဖြစ် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်း၊စက်ပစ္စည်းဆိုင်ရာလုပ်ငန်း၊စားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။ဖုန်ဆိုင်ငယ်စက်ပစ္စည်းကားယင်အသစ်ဝင်လာမျိုးတွေကြုံရတတ်ပါတယ်။လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်လုပ်ငန်းတစ်အလုပ်တစ်တွေကိုရှေ့တို့ဆိုင်ကလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပတ်တကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာ။ငကူကလက်လွန်ထားသောငွေကြီးတွေကိုပြောဆိုတဲ့အခါမှာကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြောဆိုပါထို့အပြင်ပြောဆိုတဲ့အခါမျိုးတွေကြောက်ရှင်တော့ စနလို့ပေါ့ဟိုခတ်မှာမှာခတ်တင်တင်ပြောဆိုတာအပူမူပြီးတော့အာတာကောင်းမတိုးတက်နိုင်ပါတယ်တဲ့နော်အာနာရင်ခပါတတ်တော့ကာလာအပတာဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတတိထားစဉ်းကြည့်ပြရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာလူငယ်တွေရှင်ရင်းနဲ့ပတ်သက်လာရင်တော့စိုးဝါးဝါးပါမှာအပြောင်းလဲမရှိမိမိချစ်တော်မြန်နိုးတော်သူကိုဖွင့်ပြဖို့အတွက်ကြံစည်နေတယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့တဦးတယောက်ရဲ့အကူအညီကိုရယူပြီးပြောဆိုလိုက်ပါဒါဆိုရင်အဆင်ပြေအောင်ပြီးတိုးတက်သွားပါလိမ့်မယ်သမီးစားများအနေနဲ့ဆိုရင်တော့ငကူက စနေသားသမီးမိတ်ဆွေတွေဝေးกว่าနေတော့မိတ်ဆွေများပြန်လဲပြီးတော့ပေါင်းစုရတာမျိုးဦးနဲ့တို့တယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပါတယ်အရှိရင်နဲ့ပတ်သက်လာရင်တော့အိမ်အောင်ပြုကိစ္စစိတ်ဆက်ရံကိစ္စတွေတိုင်မင်တာမျိုးပြောဆိုတာမျိုးလေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့နှစ်လွာပေါင်းမှတရွက်ဆိုတဲ့အတိုင်းပဲအိမ်အောင်ကြီးကိစ္စအဲအဲ ချွန်းနာလို့ပေါ့အိမ်အောင်ပြုရကိစ္စစိတ်ဆက်ပိုင်းမင်းကြောင်းလဲအဆရှိတဲ့ကိစ္စလေးဒီမှာရှေ့တို့ဆောင်ရလှုပ်ဆောင်မှာမိမိရဲ့အရှိရင်းနဲ့ပတ်သက်လာရင်လက်ဆောင်တစိုးပန်းတာပစိုးပန်းတာဆိုမင်းဖြစ်သွားမှာလက်ဆောင်ပစ္စည်းတွေရရှိတတ်သောကာလဖြစ်ပြီးတော့အဲမိသားစုနဲ့ပတ်သက်ပြီးငကိုကသဘောမတူတာမျိုးလေးတွေငကိုကပြောဆိုအပ်ခံနေတာမျိုးလေးတွေဆိုဒီကာလမှာပြောဆိုရှေ့တို့ဆောင်ရအောင်မြင်တိုးတက်နိုင်သောအပတ်တာကာလဖြစ်ပါတယ်အိမ်အောင်ရေးအိမ်အောင်ရေးနဲ့ပတ်သက်လာရင်တော့တောကခီးဆိုတဲ့အတိုင်းပဲအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ ်အဆက်အသွယ်ပြတ်နေသူတွေအနေနဲ့ကတော့အဲလက်ရှိမှာပြန်လဲစုံစည်းဖို့အတွက်တော့အားနည်းစေသောအပတ်တာကာလဖြစ်တယ်။ဝေးကွာနေသူများအခုကတော့သတင်းလောက်ပဲကြားရတာမျိုးလေးတွေကြုံရတတ်တယ်။ဒါအပြင်အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ဒီဘက်ကဆွမ်းလာလို့ပေါ့တစ်ဖက်က အဆင်ပြေတော့မယ်ဆိုလို့ရှိရင်တစ်ဖက်ကအဖြတ်ဝင်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အိမ်တော်ကြီးမှာတော့ဆွေမျိုးသားချင်းကိစ္စလေးတွေအကြောင်းပြုပြီးပြဿနာဖြစ်တာမျိုးဂျားလူတဦးတယောက်ရဲ့ကိစ္စလေးတွေအကြောင်းပြဿနာရှိတယ်ဖြစ်ရတတ်တယ်ငွေကြီးအကြောင်းအခက်အခဲမရှိဘဲနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်ဂျားထဲမှာအိမ်တော်ကြီးဂျားထဲမှာဂျားသူဝင်လာပြီးတော့မဟုတ်သူဆွေမျိုးနှစ်ဆွေမျိုးငါဆွေမျိုးနင်းညီကိုငါညီကိုနဲ့ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးပြဿနာလေးတွေအရှိတင်ဖြစ်ရတတ်တော့ညာလေစစောဝါးဝါးတော့ဘာမှမရှိလာပါဘူးခင်ဗျာတာသမီနဲ့ပတ်သက်ပြီးတော့တာသမီအကျိုးပေးစေတော့ကာလဖြစ်တယ် ြည်ရင်းနဲ့ပတ်သက်ရှေ့တို့ဆောင်ရလောက်ဆောင်မှာနိုင်ငံခြားခရီးသွားကိစ္စလေးတွေအားသာကောင်းမွန်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်ရှေ့တို့ဆောင်ရလောက်ဆောင်ရင်အားသာပြီးတော့တိုးတက်ကန်ကောင်းစီတော့ကာလာပတ်တာဖြစ်ပါတယ်ယာလူလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင် အပြာလေးဆိုင်ရဲ့တိုက်ခိုက်လေးတဦးထပ်ပို့ပြီးပေါ်လာနိုင်တတ်တယ်ပြဿနာကိစ္စတွေကိုဖြေရှင်းတဲ့အခါမှာနှစ်ဦးနှစ်ယောက်တည်းမျက်နှာချင်းဆိုင်ဖြေရှင်းတာတဲ့အထက်လူကြီးအကြီးကြီးရဲ့အကူအညီနဲ့မျက်မျက်တတာသဟဇာရတက်အောင်ဖြေရှင်းပြောဆိုတာကအောင်မြင်တိုးတက်ဇီတော့ကာလဖြစ်တယ်အလုပ်ငန်းသူအလုပ်သူတွေနဲ့ပတ်သက်ရင်အလုပ်တစ်ခုကိုနှစ်ခရီးရောက်တွဲလောက်ရတာမျိုးနှစ်ဦးတွဲလောက်ရတာမျိုးလေးတွေကြုံရတက်တော့ကာလဖြစ်ပါလေခင်ဗျာဒါကြောင့်မလို့တခုတစ်ချက်ကိုကိုယ်တိုင်လုပ်ပိုင်ခွင့်ရှိတဲ့အလုပ်ကိုတာဝန်ကျေအောင်လုပ်ပြီးသူများကိစ္စလေးတွေမှာကိုကဝင်ရောက်ပြီးတော့ဖြေရှင်းကူညီဆောင်ရွက်တာမျိုးလေးမှာအားနည်းစေတဲ့အတွက် တော့ဒါလေးတွေကိုတတိယဆင်ခြင်ပေးရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာရည်မှန်းထားသောကိစ္စမျော်လင့်ထားသောကိစ္စလေးတွေကိုကြိုတင်ဖွင့်ပြောတာမျိုးလေးတွေအပြတ်သဘောလေးတွေကြောင်းဆောင်တတ်တဲ့အတွက်တော့တတိယဆင်ခြင်ရန်လိုအပ်သောကာလဖြစ်တယ်စနေနန္ဒူဖြစ်စည်းတွေဖြစ်တဲ့ ဒါကတော့ဖနက်တို့ထီတို့ဝယ်တဲ့ခါမှာတော့ဒီအပတ်တာတို့ဒီမှာသတိထားစင်ရင်ပြန်လောအပ်ပြီးတော့ပိတ်နေကောင်းနေတဲ့ငွေကြေးကိစ္စလက်လာပါလိမ့်နေနည်းနည်းတိတ်တက်တဲ့အတွက်တော့ကိုယ့်အမိနဲ့ဝယ်တာမျိုးတက်တူတယောက်ကိုစတိဝယ်ခိုင်းတာပုံမူကောင်းမှုတိုးတက်နိုင်ပါတယ်မိတ်ဆွေမိတ်ဆွေတွေနဲ့ပတ်သက်လာရင်ကိုယ့်ထက်အသက်ကြီးသောမိတ်ဆွေသို့မဟုတ်ရင်ကိုယ့်ရဲ့အထက်လူကြီးအကြီးကဲသို့မဟုတ်အဖေအကိုလို့နော်ဦးလေးလို့အဆရှိတယ်လို့သူတွေနဲ့တိုင်းမင်းကူညီတိုင်းမင်း ပြောဆိုတာမျိုးလေးတွေကအာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပ္ပတာဖြစ်တယ်အကျိုးပေးသောကဏ္ဍအခရာလေးနေနေဆိုစနီသားသမီးတွေကငါးကဏ္ဍချစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အကျိုးပေးကံကောင်းစေတယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်မိုးပြာရောင်အပန်းရောင်အကျိုးပေးကံကောင်းစေပါတယ်ခင်ဗျာအကျိုးပေးသောအရာဟာတော့အရှိတောင်တောင်ရံဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရစင်ပြီးအောင်ပြီးတိုးတက်စေရန်တို့ကမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုတဲ့အခါမှာ ဥကောင်းကလေးကိုလက်ကလေးအတင်ပြီးတဲ့အခါနမောတတဘဂဝါသောအရဟသောတမန်တံဘုတတဆိုပြီးခုနှစ်ခေါက်တိတိရွတ်ဆိုပြီးတော့လိုရာကိုပြောဆိုရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတိရာပဲဖြစ်ပါလေခင်ဗျာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းဖတ်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာတင်းစာဆက်ကူလေးတစ်ခုနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းလိုက်ပါအယောင်းတွက်အယောင်းထွက်ပြီးအဆက်ဆက်အရာအစဉ်ပြေအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ဇဏီသားသမီးမိတ်ဆွေအားလုံး ီတပတ်တာတော့ဒီမှာယရနာစင်ကြောက်ဇေတောက်တိုင်းစကားကစားနိုင်လို့အောင်မြင်မှုတွေအလီလီတိုးတက်ကြပါစီကြောင်းဆရာကဆူတောင်းပေးလိုက်ပါတယ်